မိုက်တန်နဲ့တဆောင်းနဲ့မျက်ချီဆိုသလိုလုံးဝအစမပြေဖြစ်နေတဲ့ကုလသမဂ္ဂအထွေထွေတရားမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကအမေရိကန်နျူကလ িয়ার စနစ်မကိစ္စလုံးဝခုန်ပြနိုင်ဘူးလို့တုံ့ပြန်လိုက်ပါတယ်။မေဂန်သမားထရန့်ကပြီးခဲ့တဲ့ကုလသမဂ္ဂနှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးမှာကုလသမဂ္ဂကိုထဲဆော်ခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂဟာဘတ်ဂျက်တောင်းပြီးတော့ စာပဲထုတ်နေပြီးဘာမှထိရောက်တဲ့အဖွဲ့အစည်းမျိုးမဟုတ်ဘူးလို့တော့မှအဲ့ဒီလိုအိဗ္ဗေတက်ရောက်တဲ့ဇကားတွေပြောဆိုသွားတာဖြစ်ပါလေ။ဒါကြောင့်ကုလသမဂ္ဂထွေတွင်ကုမှုချုပ်အလွန်လေးဂူတာရက်ကလည်းအမေရိကန်ကိုအမြင့်မကြီးဖြစ်နေပါလေ။တစ်ဖက်ကလည်းအမေရိကန်ကဘတ်ဂျက်ကိုဖြတ်နေပါလေ။အဲ့ဒီချိန်မှာအမေရိကန်သမ္မတထရန့်ကသူ့ရဲ့အာရှခီးစဉ်တွင်နျူကလ িয়ার တွေပြန်လည်ဆန်သတ်မဲ့ကိစ္စအမေရိကန်ကလုပ်မယ်လို့ပြောလာပါတယ်။ဒါဟာအမေရိကန်နှစ်ပေါင်း90ကျော်ရထားတဲ့ကိစ္စကြီးဖြစ်ပါတယ်။ ဒီကိစ္စကိုမိမိတို့အနေနဲ့လုံးဝခွင့်ပြုနိုင်မှုဆိုပြီးတော့ကုလသမဂ္ဂထရီတင်းချုပ်အန်တိုနီဂူဒါရက်စ်ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်ဒီနျူကလ িয়ার စံသက်ချက်နဲ့ပတ်သက်ပြီးခွင့်ပြုလိုက်မယ်ဆိုရင်တခြားနိုင်ငံတွေကပါလိုက်လုပ်လိမ့်မယ်ဆိုပြီး Gudarus ကပြောပါတယ်။ Gudarus ကိုစားကြညာချက်ကိုဖတ်ကြားရမှာ Gudarus ရဲ့ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကလက်ရှိနျူကလ িয়ার အနေအထားစိုးရိမ်စရာကောင်းမြင်မားနေပါတယ်။မှားရွက်ချက်မှုတွေဓမ္မမဟုတ်ကပ်ဘေးကြီးတွေနဲ့မြင့်တက်လာစေနိုင်တဲ့လှုပ်ဆောင်ချက် ဒါတွေအားလုံးကိုရှောင်ရှားရမယ်လို့ကုလအကြီးကြီးအကြီးကကအခိုင်အမာအကြိမ်ကြိမ်ပြောဆိုခဲ့တယ်ဆိုပါတယ်။သူပြောခဲ့သလိုပါပဲ။ပြီးခဲ့တဲ့နှစ်ပေါင်း80အတွင်းနျူကလ িয়ার လက်နက်စမ်းသပ်မှု2000ကျော်ရှိခဲ့ပါတယ်။ဒီကဘေးစိုးကြီးကိုကျွန်တော်တို့ဘယ်တော့မှမမေ့သင့်ပါဘူး။နျူကလ িয়ার နဲ့ပတ်သက်ရင်ကဘေးစိုးကြီးတွေအများပြပေါ်မှုပါတယ်။ဒုတိယကမ္ဘာစစ်ကအမေရိကန်က ဂျပန်ကိုအမျိုးမျိုးပုံကျဲခဲ့တဲ့ဖြစ်စဉ်ဟာပထမဦးဆုံးလို့ပြောရမှာဖြစ်ပြီးအဲ့နောက်မှာတော့ရုရှားရဲ့နျူကလ িয়ার စနစ်မှုကခြားလို့ပိုင်းလို့ကိစ္စတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီဆိုးကျိုးတွေကိုကျွန်တော်တို့ခုတတိခံစားနေရဆဲဖြစ်ပါတယ်။ကမ္ဘာကြီးကဒီလောက်ပြင်းထန်တဲ့လက်နက်တွေနဲ့စံသက်တာကိုခွင့်မပြုနိုင်တော့ဘူးဆိုပြီးဖာဟန်ကပြောပါလိမ့်။ခါဟာတောင်ကိုရီးယားနိုင်ငံပူဆန်မှာကုံတော်ရေးဆွေးနွေးပွဲအတွက်ရှီကျင်းဖင်နဲ့တွေ့ဆုံမှုပြန်တန်းနေတဲ့သူ့ရဲ့ main wine ဟိုင်းပေါ်မှာရှိနေချိန်မှာပဲ အင်အားသင့်စရာကြီးညာချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။တခြားနျူကလ িয়ার အင်အားကြီးနိုင်ငံတွေကလက်နက်တွေစမ်းသပ်ချိန်မှာဒန်းညူညီများစွာနဲ့အမေရိကန်ရဲ့နျူကလ িয়ার လက်နက်တွေကိုလည်းစမ်းသပ်ဖို့ပင်လယ်ကူကိုညှို့ကြားလိုက်တာလို့ပြောပါတယ်။ရုရှားကဒုတိယဖြစ်ပါတယ်။တရုတ်ကတတိယနေရာမှာဝေးသေးပြီးမှ9နှစ်တွင်းတော့ဖြစ်လာနိုင်ပါတယ်။ဒီအချိန်မှာအမေရိကန်ကထိုင်နေလို့မရတော့ဘူးလို့ထပ်ကပြောပါတယ်။ရုရှားနဲ့တရုတ်တို့ဟာနျူကလ িয়ার လက်နက်တွေကိုချိန်ပြီးတော့ဒီထက်ပိုပြီးတော့တိုးတက်ထုတ်လုပ်နေတာကိုသိတယ်လို့လည်းဆိုပါတယ် ဒါပြင်မြောက်ကိုရီးယားလည်းသူ့ကိုယ်သူနျူကလ িয়ার လက်နက်နိုင်ငံတော်အဖြစ်ကမ္ဘာကအသိအမှတ်ပြုစေခြင်းနဲ့ဆန္ဒရှိပါတယ်။အီရန်ကလည်းထောက်မဲ့တကယ်ကယ်လုပ်နေပါတယ်။ဒီလိုအချိန်မှာအမေရိကန်အနေနဲ့ဒါဟာလက်ခံလို့ရတဲ့ကိစ္စမဟုတ်တော့ဘူးလို့ထရန်ကပြောလာတာဖြစ်ပါတယ်။ထရန်ကလွန်ခဲ့တဲ့၅နှစ်တည်းသူ့ရဲ့နျူကလ িয়ার ထိပ်ဘူးလက်နက်တိုက်ကိုလက်စားကျော်နှိမ့်တင်ခဲ့တဲ့ရှီကျင်းဖင်နဲ့ပြေဆုံးခဲ့ပါတယ်။မတားသေးတဲ့ရက်တွေအတွင်းမှာနျူကလ িয়ার စွမ်းရည်တို့လက်လက်တက်တစ်ခုကိုဆန်းသက်ခဲ့သူပူတင်နဲ့လည်းသူကအဆင်မပြေပါဘူး။ ဒါကြောင့်သူတို့နှစ်ယောက်လုံးစီကိုထန့်ကသတင်းစကားပေးပို့လိုက်တာပဲဖြစ်ပါတယ်။အမေရိကန်ကနျူကလ িয়ার လက်နက်တွေပြန်စတင်မယ်ဆိုတော့တရုတ်နဲ့ရုရှားကတော့ဒါဟာထိတ်လန့်စရာကောင်းတဲ့ကိစ္စပဲလို့ဆိုပါတယ်။ကဘာကြီးအနေနဲ့နျူကလ িয়ার လက်နက်တွေကိုရှော့ချဖို့အတွက်သာဖြစ်တင်ပြီးအဲ့ဒီလိုမျိုးတော့မလုပ်သင့်ဘူးလို့ဆိုပါတယ်။ကမ္ဘာနျူကလ িয়ার လက်နက်တာစီထိန်ချုပ်ရေးဖွဲ့ IAEA ကကိုယ်စားလှယ်တွေကလည်း အမရထရဲ့ဂျင်ဂျာချက်ကိုပြန်လည်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်ဖို့အတွက်ပြောထားတယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။ဒီလိုလက်နက်နဲ့တူတာကဘာမှမရှိဘူးလို့ရုရှားသမ္မတပူတင်ကပြီးခဲ့တဲ့သတင်းပတ်မှာသူထုတ်ပြခဲ့တဲ့နျူကလ িয়ার လက်နက်နှစ်ခုအနက်တစ်ခုကိုရည်ညွှန်းပြီးပြောလာပါတယ်။တော်ဗီဒိုလိုပြစ်ခတ်နိုင်တဲ့နျူကလ িয়ার စွမ်းရင်သုံးရေအောက်ဒရုန်းပိုစီဒန်ဖြစ်ပါတယ်။2018မှာပထမဆုံးထုတ်ဖော်ပြသခဲ့တဲ့ကပိုစီဒန်ဟာအမြန်နှုန်း 200 km/h 120 mph နဲ့ဖြစ်ပြီးကြားဖြတ်တန်းစီးဖို့မဖြစ်နိုင်ပဲအဆက်မပြတ်ပြောင်းလဲနေတဲ့လမ်းကြောင်းနဲ့သွားတာလို့ဆိုပါတယ်။နောက်ပြီးတော့အကန့်အသတ်မဲ့အကွာအဝေးသွားနိုင်တဲ့ဆိုတဲ့ nuclear ဆွေးရင်တော့ cruise တို့ညို့လဲစမ်းသပ်ပြုလုပ်ခဲ့ကြောင်းကြီးညာပြီးတော့ရပိုင်းကြမှာပူတဲကျင်ညာချက်ဖတ်ပေါ်လာပါလိမ့်။အခြေခံအဖြစ်ကဘာဖြတ်မဲ့တွေဖြစ်ပြီး Poseidon နဲ့ Hera Smith နှစ်ခုလုံးဟာဒုတိယမြောက်တုတ်ခိုက်မှုလက်တော့ပြန်ရင်လက်နဲ့တွေပါ။ ဒီလက်နက်တွေအမှန်တကယ်ရှင်းတန်းလာရှိရှိဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး2019ကလည်းရုရှားနျူကလ িয়ার အင်ဂျင်နီယာ၅ဦးဟာအဲ့ဒီလက်နက်ထုတ်လုပ်မှုနဲ့ဆက်နွယ်တယ်လို့ကျွမ်းကျင်သူတချို့ကယူဆတဲ့ဒုံးနဲ့အင်ဂျင်ပေါက်ပွဲမှုကြောင့်သေဆုံးခဲ့ရပါလိမ့်ရုရှားဟာသူတို့အသစ်တီထွင်လိုက်တဲ့ဒုံးကြီးရဲ့နျူကလ িয়ার တွန်းကန်အားယူနဲ့ကျောင်းကြီးစိတ်ချရတဲ့စွမ်းဆောင်ရည်သေးကြဖို့ဒီပညာစိန်ခေါ်မှုတွေရင်ဆိုင်နေရတယ်လို့လည်းသတင်းတွေဖန်နေပါတယ် ူတင်ဟာလက်လက်သက်တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုနဲ့2016ကမ္ဘာ့ပထမဆုံးချပြခဲ့ပါတယ်။နောက်ဆုံးကြေညာချက်တွေအချိန်ကပ်မှုကရုရှားနဲ့ယူကရိန်းတို့ကိုညှိနှိုင်းရေးစပွဲဝိုင်းစီခေါ်ဖို့အမေရိကန်သမ္မတခန့်ကလာအလဲငယ်ကြာတက်တမန်ရေးရကျိုးပဲ့မှုဟာစိတ်ပျက်ပွင့်နဲ့အရှုံးပေးသွားတဲ့သမယပါ။ထရန့်နဲ့ပူတင်ကထိုက်သည့်ဆွေးနွေးပွဲဖြတ်သိမ်းခဲ့ပြီးတဲ့နောက်ယူကရိန်းပြည်ကျင်းသဘောတူညီချက်ကိုသဘောတူဖို့မော်စကိုရဲ့ပြက်ကွက်မှုတွေရုရှားရဲ့အကြီးဆုံးရေနဲ့ထုတ်သူမှုပေါ်တန်းခတ်အရေးယူမှုတွေလုပ်ခဲ့ပါတယ် ဒီအချိန်မှာရုရှားကတကယ်ပဲအောက်ကောင်းတယ်လို့သူထင်မြင်ချက်ကိုထိန်းထားဖို့ပူတင်ကလက်လက်တွေထုတ်ပြနေလို့လို့ပါတယ်ရုရှားကယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်၃နှစ်ခွဲချာမှာရုရှားတပ်တွေတိုင်းနဲ့ချီကြာဆုံးလို့ယူကရိန်းဘက်ကလည်းတိုင်းနဲ့ချီကြာဆုံးပါတယ်လူသားချင်းမြစ်တွေလက်ဆွေးဝါးထိခိုက်ပြီးတဲ့နောက်မှာအချိန်ကြီးငါကတော့ပြောရမယ်ဆိုရင်စစ်ပွဲအချိန်ကြီးအီနေတဲ့သဘောထားရှိပါတယ်ဘယ်ဘက်ကမှပွဲဖြစ်နိုင်တဲ့အနေအထားမရှိပါဘူး ဒါပေမဲ့ရုရှားအနေနဲ့မတုံ့ရသေးတဲ့လက်နက်တွေရှိတယ်ဆိုပြီးပူတင်ကအရေးမို့ပြောခဲ့ပါတယ်အခုဒီနောက်ဆုံးထုတ်ပြတဲ့လက်နက်အသစ်ဆန်းလုံးနှစ်ခုကိုကြီးညာချက်ဟာပူတင်ရဲ့ပေါ်ပြလိုက်တဲ့မတုံ့ရသေးတဲ့လက်နက်တွေလို့ယူဆမိကြောင်းလေလာသူတွေကပြောပါတယ်ရုရှားဟာစည်ရေးမဟာမိတ်ဖွဲ့တစ်ခုရဲ့တရားဝင်ဖွဲ့စည်းလက်မဟုတ်တဲ့အတွက်သူတို့ခတ်ကြုံရင်တခြားဖွဲ့ဝင်တွေကတရားဝင်ဝန်ကူမှာဆိုတဲ့အကူအညီလည်းမရပါဘူး ရုရှားဘက်ကလည်းခုတရဝဲခုနေတာကတော့နောက်ကိုရီးယားပဲဖြစ်ပါတယ်။နောက်ကနေကမီလာကတရုတ်ပဲဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းဘက်မှာတော့ဥရောပကနေပြီးတော့နောက်ဝယ်ကနေအပြည့်အဝခုနေနေပါတယ်။ယူကရိန်းမှာတစ်ခုတိကြတာကသူ့ရဲ့လူဆိုင်းအရင်းပြည်တွေတော်တော်လေးဆုံးမနေတဲ့အနေထားပါ။မလို့အပ်နဲ့နျူကလ িয়ার ဆိုတဲ့လက်နက်ကိုကြားရမှုကရုရှားတွေလုပ်တတ်ပါလေ။အခုဒီချိန်လဲဒီနျူကလ িয়ার လက်နက်စမ်းသပ်မှုလူသိရှင်တွေတင်လာတာကအခန့်ပေါ်တက်ရောက်စီခဲ့ပါတယ်။ ပူတင်အပေါ်တော်တော်လေးနားလည်မှုပြုတဲ့ Trump America စစ်တပ်ကိုလူစင်သမှုပြန်စားဖို့ညွှန်ကြားခဲ့ပါတယ်။လာနေချိန်အချိန်အရယူရရှိပြီမဲ့33နှစ်ကျော်ထားပြီးတော့ American Nuclear စစ်တပ်မှုပြန်လဲစတင်ပါတော့ပဲ။ဒါနဲ့ပတ်သက်ပြီးပင်လယ်ကလည်းတော်တော်တက်ကြွနေပါတယ်။ရရှားရဲ့လက်နက်ကြီးတွေစမ်းသပ်မှုဟာနျူကလ িয়ার စမ်းသပ်မှုလို့ဘလုံးမအတိတ်ပဲဖွင့်ဆိုနေမှာမဟုတ်ပါဘူးလို့ကိုယ်နိုင်ငံကပြောပါတယ်။အမေရိကန်ကအနစ်မြစ်လောက်တာဟာတမင်သက်သက်ရန်စတာလို့ပြောပါတယ်။ ဘယ်လိုဖြစ်ထဆုံးဖြစ်ကြကြတော့ရုရှားရဲ့ယူဆွေးတဲ့တုံးတုံးကြီးဆန်းတဲ့မှုကိုတိုက်ရိုက်တုံ့ပြန်မှုပါအမေရိကန်ဟာတိုက်ချင်းဖြစ်ပယ်ထိုင်းတုံးကြီးတွေကိုအလားတူပြန်သက်ဆန်းတဲ့မှုတွေလုပ်ဖို့လဲစီစဉ်နေတယ်လို့လည်းသိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။ရဲသားတွေစုလိုက်ပြုံလိုက်တက်ဖြတ်ခံရမှုကြောင့်ဆွဆွဲချက်တွေကိုစုံစမ်းမယ်ဆိုပြီးတော့ဆူဒန်တပုံခေါင်းဆောင်ကဂရီပေးလာပါတယ်။လောက်ကန်တဖို့ဝင်ကရဲသားတွေကိုဆူလိုက်ပြန်လိုက်တက်ဖြတ်ခဲ့တဲ့ဆိုတော့ဆွဆွဲချက်နဲ့ပတ်သက်လို့လေးနဲ့စုံစမ်းဖော်ထုတ်ပေးတော့ပါမယ်လို့စူတဲ့တဘုံကောင်းဆောင်ကခရီးပြုခဲ့ပါတယ် ဆူဒန်နိုင်ငံမှာပြည်တွင်းစစ်ကြီးဖြစ်နေတာပါစစ်တပ်ကနှစ်ပိုင်းကွဲနေပါတယ်အဲ့ဒီနှစ်ပိုင်းကွဲနေတဲ့စစ်တပ်ပဲချင်းပြန်ချနေတာဖြစ်ပါတယ်ဆူဒန်ဟာအာနာသိန်းစစ်တပ်နဲ့အင်အားကြီးမားတဲ့အရန်တပ်ဖွဲ့တွေကြားပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံပါအရင်ကတော့စစ်တပ်နဲ့အရန်တပ်ဟာမဟာမိတ်တွေဖြစ်မဲ့နောက်ပိုင်းမှာသမောထောက်ကွဲလွတ်ကုန်ပြီး ISF အရန်တပ်တွေဘက်ကပုံငွေခဲ့တာဖြစ်ပါတယ် ISF တွေဟာလာမယ့်ချိန်ကျတော့ဝိုင်းရံပိတ်ဆို့ထားတဲ့အယ်ဖာရှာမျိုးကိုပြီးခဲ့တဲ့ရက်ပိုင်းမှာသိမ်းခဲ့ပါတယ် အဲ့တော့ရက်သားတွေကိုရက်ဆက်နှိပ်ဆက်တပ်ဖြတ်ခံရမှုတွေကျွလွန်ကြတော့ဆွဆွခံရပါတယ်။တရင်နဲ့ကြကြလောင်ထွက်ခဲ့တဲ့ ISF G ကဘူဒိုဂျီမာဘောဟမာဒန်ဂါလိုကဒီဆွဆွကြတဲ့ပတ်သက်ပြီးစုံစမ်းပေးမယ်လို့ကြေညာပါတယ်။ ISF ကဒါဖာပြည်နယ်ထဲမှာရှိတဲ့ Alpha Shaw ကိုအော်တိုဘာ26မှာတင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမြို့ထဲမှာ ISF တပ်တွေကရက်သားတွေကိုစုလိုက်ပြောင်းလိုက်တပ်ဖြတ်မှုတွေကျွလွန်ကြောင်းတရင်နဲ့ဇက်တိုက်ထွက်နေပြီးတော့ကုလသမဂ္ဂနဲ့လူ့အခွင့်အရေးဖွဲ့စည်းတွေကပါဒီကိစ္စပေါ်အရေးကြီးကန့်ကွက်လာပါတယ်။ အာဆက်ဘကအဲ့ဒီဆွဆွချက်တွေကိုရေးဆိုလို့မရတဲ့နောက်တရားဝင်လက်မဲ့တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့တပ်ဖွဲ့ဝင်တို့ကိုဖမ်းဆီးခဲ့ရတဲ့ဗီဒီယိုမှတ်တမ်းလေးထုတ်ပြပါတယ်။ဒါပြောရမယ်ဆိုရင်တော့တမေတက်ကဒီတစားကံလွန်ပြူးထားလိုက်တာလို့သုံးသက်ရမှာဖြစ်ပါတယ်။အွန်လိုင်းပေါ်ပြန်နေလာတဲ့ဗီဒီယိုတစ်ခုမှတော့အဲ့ဒီအာဆက်တပ်ဖွဲ့ဝင်တို့ကအယ်ဖာရှာမျိုးနားမှာလက်လက်မဲ့လူစုကိုပြစ်တတ်နေတာတွေ့ရပါတယ်။ အာဇမ်ကတော့အခုအဲ့ဒီလူကိုဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေတဲ့ဂျင်းရမာတဲ့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာထိပ်တန်းရာရှိတောင်ဖလက်ချာကအာဇဖာထိန်းချုပ်နေမိတဲ့ကအရသားတွေကာကွယ်ဖို့ပြေပေါ်တောင်းရှိတယ်လို့ပြောပါတယ်ရောတင်မီနော ISF တရားစေုံတခုတည်းဝင်ရောက်ပြီးတော့လူ400လောက်ကိုဖိတက်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်ကိုတော့ ISF ကညှင်းဆိုထားပါတယ် ISF ကောင်းတော့မေတ္တိတန်ကားလို့ကတော့မိမိလောက်ကန်တရရဲ့မှာအဖာရှာဒေသခံပြည်သူတွေပေါ်အကြမ်းဖက်ရန်လိုသူတွေရှိခဲ့တယ်ဆိုတာဝန်ခံခဲ့ပြီး ီကိစ္စအတွက်စိုးရင်ကြောင့်ဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးအရေးယူတော့မယ်လို့ပြောပါတယ်။အခုကဒန်ကာလိုကိုယ်တိုင်နဲ့အဖာရှာမီနဲ့ရောက်နေပါလေ။စီကံမဲ့တစ်ခွန်ချူတော့လင်းလာခဲ့တဲ့ပြည်သူတွေကိုတောင်းပန်ပြီးတရားမျှတမှုရှာဖွေပေးမယ်လို့အမကန်ကြောင့်ပြောပါတယ်။ဒါပေမဲ့လေးလာစောင့်ကြည့်ရေးအဖွဲ့တွေကတော့ဒန်ကာလိုအနေနဲ့ဒီလိုမျိုးလှုပ်လိုက်မယ်ဆိုရင်သူ့ရဲ့နေရာတော်မှာပျောက်သွားနိုင်တယ်လို့ဆိုပါတယ်။ ISFJ က2023ခုနှစ်ကလည်းအယ်ဂီနီယာမြို့မှာဖြစ်ခဲ့တဲ့ဆူလက်ပြောင်းလဲတပ်ဖြတ်မှုဂီဇီယာဒေသကိုထိန်းချုပ်ပြီးတဲ့နောက်ပြည်သူတွေပေါ်နိုင်ထက်စင်းနေပြီးဒါတွေနဲ့ပတ်သက်ပြီးအလားတူစုံစမ်းမှုတွေကတိပြုမိလက်တွေ့မှာဘာမှအကောင့်ထဲမပေါ်ခဲ့ဘူးလို့ပြောပါတယ် WHO ကတော့အယ်ဖာရှာမှာတတိယဒီပိုင်းကလက်ပတ်နေတဲ့ဆေးရုံထဲမှာပြစ်သက်ခံရတဲ့လူနာတွေဆရာဝန်တွေနဲ့လူနာဆောင်တွေပေါင်းလူပေါင်း460ကျော်တည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းတော့စိုးရိမ်နေပါတယ် ISF ကတော့စစ်ကြောင်းဈေးမှရှိတဲ့လူတွေအားလုံးဖွဲ့ပြေးကုန်ပြီးမြို့ထိန်းချုပ်လိုက်ခြင်းဈေးဥနဲ့မှအရက်သားတွေရှိမနေဘူးလို့ပြောပါတယ်။ဒါပေမဲ့ပြည်ထောင်ချုပ်ရဲ့ဆိုရင်ဆောင်မြောက်ကွန်ရဲ့ဥက္ကရာကတော့မြေပြင်မှာရှိတဲ့သူ့အဖွဲ့သားတွေရဲ့ဆက်သွယ်သတိပေးချက်အရ Alpha ရှာမြို့မှာစော်ဒီကဖွင့်ပြထားတဲ့ဈေးဥမှာရက်ဆက်ကျန်တဲ့လူသက်ပွဲကြီးဖြစ်ခဲ့တယ်ဆိုတာတီးပြနိုင်ကြအောင်ဆွတ်ဆွဲပြောကြားထားပါတယ်။